အားလုံးဝမင်္ဂလာပါမြန်ခရစ်တိုရရှိတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Andrew Taylor တိတ်တိတ်လေးခိုးရှုံးနေတဲ့သတင်းနဲ့အတူ blockchain ပညာရေးကို Philippines အစိုးရအာရုံစိုက်လာတဲ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့ season တင်ဆက်သူခူးဖြစ်ပါတယ်ခင်ဗျာ။ မ္မတဘောအနေနဲ့အန်ဒရူးတိတ်လည်းတိတ်တိတ်လေးခိုးရှုံးနေတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ Top GG ပါဆိုတဲ့အန်ဒရူးတိတ်လည်းအရှုံးနဲ့လူဖြစ်နေပါပြီ။ Hyper Liquid ပေါ်မှာ James Wan Lightning လိုက်ပြီးတော့ခိုးရှုံးနေတာကြောင့်တိတ်တိတ်လေးခိုးရှုံးနေတဲ့တိတ်ကို Arkham Intelligence ပေါ်ကနေခြေအားခံလို့ရခဲ့ပါတယ်။တိတ်က Hyper Liquid ပေါ်ကိုဒေါ်လာ9,200ထည့်ခဲ့ပြီး trade ခဲ့ပေမဲ့တနှစ်အတွင်းမှာ liquidation တွေဇက်တိုက်ထိခဲ့တာကြောင့် November လ17ရက်နေ့မှာတိတ်ရဲ့အကောင့်ကဘဲဥကိုက်သွားခဲ့ပါတယ်။ ဒါပေမဲ့တိတ်တယောက်အရှုံးကြီးပဲဖြစ်နေခဲ့တာတော့မဟုတ်ပါဘူး။ဝင်းရိတ်က35.53ရာခိုင်နှုန်းတော့ရှိနေသေးပြီးနိုင်တဲ့ပမာဏကရှုံးတဲ့ပမာဏကိုမဖုံးနိုင်ခဲ့တာဆိုးသွားတာဖြစ်ပါတယ်။ဒါပြင် တိတ်ဟာသူ့ရဲ့ trade တွေမှာ 48AT leverage ယူပြီးတော့ trade ခဲ့တယ်လို့အခုရပိုင်းမှာလဲဈေးအတက်အကျကကျန်းလွန်နေတာကြောင့်တိတ်တယောက်အရှုံးနဲ့လူဖြစ်သွားခဲ့တာမဆန်းလှပါဘူးအတိမဆုံးဆုံးရှုံးမှုအနေနဲ့ကတော့ November 14ရက်နေ့မှာ 48AT နဲ့လောင်းထားတဲ့ trade တစ်ခုက ဒေါ်လာ2,305,000ရှုံးသွားခဲ့တာဖြစ်ပြီးနိုဘမ်ဘာလ16ရက်နေ့မှာတော့ BTC long position တွေအကုန်လုံး liquidation ဖြစ်ပြီးတော့အကောင့်ထဲမှာ0ဒေါ်လာပဲကျန်တော့တာပါ။နောက်ထပ်ထူးခြားချက်တစ်ခုကတော့တိတ်ဟာ referral reward တွေကိုပါသုံးပြီးတော့ trade ပြစ်တာပါ။သူ့ရဲ့ link ကိုသုံးပြီးတော့ hyper liquid မှာအကောင့်ပွင့် trade တဲ့စီကနေရထားတဲ့ reward တွေကိုပါ trade ပြစ်တာဖြစ်ပြီးတော့ဒေါ်လာ9,000ကျွဲလောက်သုံးခဲ့ကြောင်းသိရပါဗျ။ အချင်းချင်းရရင်တော့ Andrew Tate တယောက် trading ကိုလောင်းကစားဆန်ဆန်လုပ်ခဲ့တာ ဖြစ်ပြီးအရှုံးကိုအရှုံးနဲ့လိုင်းရင်းလိုင်းရင်းနဲ့ရှုံးပြရင်ရှုံးတဲ့အရှုံးနဲ့လို့ဖြစ်သွားခဲ့တာပါပဲခင်ဗျာဆက်လက်ပြီးတော့ blockchain ပညာရေးကို Philippines အစိုးရအာရုံစိုက်လာတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စူရီရဲ့ programming language ဖြစ်တဲ့ Move ကစထွက်လာခြင်းတုန်းက Web3 developer တွေကြားမှာအတော်လေးနာမည်ကြီးခဲ့ပါတယ်။ Facebook ရဲ့ cryptocurrency project တစ်ခုဖြစ်တဲ့ DM project ရဲ့ developer တွေစုပေါင်းဖန်တီးထားတဲ့ programming language လည်းဖြစ်တာကြောင့်လူစိတ်ဝင်စားမှုရခဲ့တယ်လို့ developer တွေအနေနဲ့ DApps တွေလည်းတိစောက်ရမှာပုံမလွယ်ကူလင့်မြန်နေဆိုတော့အားသာချက်တွေအများကြီးရှိကြတာကြောင့်အချင်းတို့အတွင်းမှာနာမည်ကြီးလာခဲ့တာပါအခုတော့ move ကို Philippines နိုင်ငံရဲ့အကြောင်းတကြောင်းမှာသင်ခန်းစာတစ်ခုအဖြစ်ထည့်သင်လာပါပြီ ဖလပိုင်နိုင်ငံရဲ့အနောက်ဘက်ပါလာဝမ်ခရိုင်ရဲ့မြို့တော်ပွာတိုပရင်စာကအကြောင်းသားတွေက move language ကိုသင်ယူခဲ့ကြတာဖြစ်ပြီးဖလပိုင်နိုင်ငံရဲ့ blockchain အပေါ်အလေးထားမှုကိုပေါ်လွင်စေခဲ့ပါတယ်။ဖလပိုင်အစိုးရအနေနဲ့ blockchain ဘိုင်းကိုအကြောင်းသားအရွယ်ကစလို့ယင်းနေ့နေအောင်သင်ပေးဖို့ပြင်ဆင်နေပုံရပါတယ်။အခု move language သင်ပေးတဲ့အစီအစဉ်က2028ခုနှစ်မှာ digital ဘိုင်းဆိုင်ရာအလောက်အကန်ပေါက်8မီလီယံအထိဖန်တီးပေးသွားဖို့စီမံကိန်းအတွက်ရှေ့ပြေးလဲဖြစ်နေပါတယ်။ အခုလက်ရှိစစ်တမ်းတွေအရဆိုရင်တော့ဖလော်ပိုင်ကျောင်းသားတွေကစာဖက်စွမ်းရည်တင်ချာနဲ့သိပ္ပံပိုင်းဆိုင်ရာတွေမှာအတော်လေးအားနေနေပြီးတော့အနှိမ်ဆုံးတက်မြောက်မှုအဆင့်အောက်တောင်ကျနေတဲ့အထိပါပဲအစိုးရကိုယ်တိုင်ကလည်းပညာရေးဘက်မှယင်းနှိမ့်မြုံနှံမှုအားနေခဲ့ပြီးနိုင်ငံ GDP ရဲ့3.6ရာခိုင်နှုန်းကိုသာပညာရေးအတွက်သုံးစွဲခဲ့ပါတယ်2026ခုနှစ်မှာမှ GDP ရဲ့4ရာခိုင်နှုန်းအထက်ကိုသုံးဖို့အဆိုပြုလာခဲ့တာဖြစ်ပါတယ် တကယ်တော့ဖိလစ်ပိုင်နိုင်ငံရဲ့ပညာရေးကမြန်မာထက်အများကြီးမြင့်မာသေးတယ်။ဖိလစ်ပိုင်နိုင်ငံရဲ့ပညာရေးအခြေအနေတောင်ကဘာနဲ့ရှင်တဲ့အခါမှာဒီလောက်နှိမ့်ကြနေရင် KSS စစ်ဖက်နဲ့အောက်မှာနေနေရတဲ့မြန်မာပညာရေးကတော့ကဘာအလဲမှာဘလောက်စုပ်ပြက်နေလဲဆိုတာကိုတွေးကြည့်နိုင်ပါတယ်။ခွေးတက်အနေနဲ့လူတို့ကိုနှိတ်ကုတ်ဖို့နဲ့သူတို့ လူတစု ကောင်းစားဖို့ကိုသာငွေရီပုံအော်သုံးနေပေမဲ့ပညာရေးပိုင်း၊ကျန်းမာရေးပိုင်းတွေကိုတော့မညစ်ကြဘတ်ဂျက်တစ်ခုအနေနဲ့သာ အသက်ဆက်ခိုင်းထားခဲ့တာနှစ်အဆက်ဆက်ဖြစ်ပါတယ်။ ဒါရီကိုပြင်ဖို့ဆိုတာကခွေးအုပ်စုကိုပလင်ဘော်ကရိုက်ချနိုင်ရင်တောင်ဆယ်စုနှစ်နဲ့ချီစူးစမ်းကြရအောင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာခရစ်တိုကာရန်စီဝယ်အောင်လုပ်ဖို့ Binance account တခုမရှိသေးဘူးဆိုရင် trade လောက်တိုင်းမှာ free discount ပြန်ရမယ်အခုကုတ်ကုတ်အသုံးပြုပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ